အင်္ဂလိပ်စကားပြောတိုးတက်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ဒီလိုမျိုးစကားပြောစကားစုတွေကိုများများ read out လောက်လုပ်ပေးမယ်များများဖတ်ပေးမယ်အနေတိုင်း practice လုပ်မယ်ပေါ့နော်ဒါမှသူအမြန်မြန်တိုးတက်မှာဟုတ်ပြီဒီနေ့ဒီစကားပြောဝေါ်ကြလေးတွေဆက်လေ့လာကြအောင်နော်အဲယုတ်တရက်ဆိုရင်တိုးပြီးတော့မလေ့လာထိုင်ယုတ်တရက်ဆိုရင်ဘယ်လိုပြောလို့ပြောမှမသိ skip s k i m skip ဆိုတဲ့အတိတ်ပဲသူကကြော်တာ don't skip breakfast အတိတ်ပဲကမနက်စာကိုမစားဘဲမနေနဲ့အဲ့လိုပြောချင်တာမနက်စာကိုကြော်မသွားနဲ့ အတိတ်ပဲအမတ်မနက်စာကိုမစားဘဲမနေနဲ့လို့ပြောချင်တာ don't skip breakfast check check the schedule schedule ဆိုတာကတော့အချိန်စရာကိုပြောတာနော်အဲ schedule ဆိုတာအချိန်စရာအချိန်စရာကိုပြော schedule ဆိုတာစီရှိစီကချက်ဆိုတာစစ်ဆေးတာ check the schedule ဆိုရင်ဟလာအချိန်စရာကိုစစ်ဆေးပါပေါ့နော် take the second exit exit ဆိုတာထွက်ပါ exit ထွက်ပေါက်ကိုပြောရနော် take the second exit ဆိုရင်ဒုတိယထွက်ပေါက်ကထွက်ပါလို့ပြောချင်တာ exit 2ကနေထွက်ပါအဲ take the second exit mind the gap အဲယထားလေးမှာယထားလေးမှာယထားပေါ်မှာဆိုရင်ပြောရလေ mind the gap between the train and the platform between the platform and the train เนาะဒီဒီ platform เนี่ยยถาရဲ့ဂျားတဲ့ကဒီဟာအနေနဲ့နေရာလေးကို gap လို့ခေါ်တယ် အဲ mind the gap ဆိုရင်အဲ့လိုဟနေတဲ့နေရာလေးကိုကြော်တဲ့ခါသတိထားနော်အဲ့လိုပြောချင်တာ mind the gap ဟနေတဲ့နေရာလေးကိုသတိထားအောက်ဟလာ cloud တိုင်းမှာကြောက်လို့ချော်ကြမှာကြောက်လို့အဲ့လိုမျိုး mind the gap please mind the gap ဆိုတာအတိတ်ပြအဲ့လိုပြောချင်တာ mind the gap mind the gap between the platform and the train mind the gap between the train and the platform ဟလာရထားနဲ့ platform ကြားကဟနေတဲ့နေရာလေးကိုသတိထားနော်အဲ့လိုပြောချင်တာအဲ့ဒီနေရာမှာ mind ရဲ့ဒီပြသတိထားပါလို့ပြောချင်တာပေါ့နော် carry some cash ငွေသားတွေလည်းတဲသွား cash ဆိုတော့ငွေသားကိုပြောတာเนาะအဲ့ငွေသားကိုပြောတာငွေသားတွေကိုလည်း carry ဆိုတဲဆောင်သွားပါ carry some cash show money တွေပဲပြလို့ရအောင်လို့လေငွေသားကိုလည်းလာတဲသွားလို့ပြောချင်တာ carry some cash click click ဆိုကနှိပ်ပါပါเนาะ click ဆိုကနှိပ်ပါ click the link below below ဆိုတာကအောက်တွင်ပေါ်ပြထားသောအောက်မှာပေးထားသော ဘယ်လိုဆိုအောက်မှာအောက်မှာပေးထားတဲ့ link ကိုနှိပ်ပါပါနော် organize organize ဆိုတာတက်တက်ရဲ့ cc လောက်တာပေါ့နော်တက်တက်ရဲ့ဖြစ်တယ်စပွဲကရှုပ်ွားနေဆိုရင် organize your desk ဟလာမင်းရဲ့စပွဲကိုရှင်းပေါ့တက်တက်ရဲ့ဖြစ်အောင်လုပ်ပေါ့နော်စာအုပ်တွေပါတယ်ဖွာထားတယ်ဆိုရင်တက်တက်ရဲ့ဖြစ်အောင်စီထားပေါ့အဲ့လိုပြောချင်တာ organize your desk fasten afsd and fasten ဆိုကကဘာပတ်တာကိုပြောကြစီစီဘယ်တ် seatbelt ဆိုတာကြတော့ seatbelt ဆိုတာကဘတ်ကဘတ်ပတ်ပါပေါ့နော်အဲဆိုရင် fasten your seatbelt greet the guests ဧည့်သည်ဟုဟလား guests ဧည့်သည်ပေါ့နော် G U E S T S guests greet so No ဆိုတာနှုတ်ဆက်တယ် greet the guests No ဧည့်သည်တွေကိုနှုတ်ဆက်ပါပေါ့နော် no? have some tea tea ဆိုလက်ဖက်ရည် coffee coffee so in coffee ပေါ့ coffee đâu bao rồi, have some coffee là phải đâu bao rồi, have some tea vậy nó have net, tôi đồng giả này nó have some tea là phải Tao bảo, free free áo nào này à là áo nào giảm lâu, nó là lâu lâu là mì hay là free free to ask free free to ask à là áo nào giảm lâu, mì giả xin bố mình lên mì lo giả này à là biểu nó free free to ask join us for dinner join us for dinner ဆိုရင်ညသာအောင်ငါတို့နဲ့တူလာစားလိုက်လို့ပြောချင်တာ join us for dinner ညသာအောင်ငါတို့နဲ့တူလာစားလိုက် join us for dinner ဟုတ်ပို့ပြီးမှတ်မိတော့နောက်တစ်ခါလောက်ဆိုကြအောင်နော် don't skip breakfast check the schedule take the second exit mind the gap carry some cash click the link below organize your desk fasten your seatbelt greet the guests, have some tea, feel free to ask, join us for dinner. အဲနားလည်မထင်ပါဘူးနော်ဒီအချိန်တိုက်တယ်မတိုက်ဘူးဒါကိုအင်္ဂလိပ်လိုလိုပြောလဲအဲဥပမာဟလာအတန်းကအလုံးချိန်နဲ့မတိုက်ဘူးတိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောလဲအမျိုးမျိုးပြောလို့ရရင်နော်ဟုတ်ပြီကြည့်ကြအောင်အဲအချိန်တိုက်တယ်မတိုက်ဘူးပေါ့နော်အချိန်မတိုက်ဘူးပေါ့ထားပါတော့ငါရဲ့အတန်းကအလုံးချိန်နဲ့မတိုက်ဘူး ဆိုင်မလို့ပြောလဲဆိုရင် the class doesn't overlap overlap ဆိုတာအဲ့လိုမျိုးထပ်နေတယ်ဆိုတဲ့ဘောတိုက်နေဆိုတဲ့ဘော doesn't overlap ဆိုမတိုက်ဘူး overlap နေမှာဘာသုံးလို့ရတယ်လဲဆိုရင် conflict conflict နောက်တစ်ခုဘာသုံးလဲဆိုရင်ဟဲ့လား doesn't clash c l a s h clash အဲ့အဲ့တိုက်တယ်ဆိုတဲ့ဘောမတိုက်ဘူးဆိုတော့အငင်းပြောင်းပေါ့ doesn't clash doesn't overlap doesn't conflict with my working hours ငါအလုပ်လုပ်တဲ့အချိန်နဲ့ဟလာအတန်းနဲ့ကမတိုက်ဘူးပေါ့နော်အဲနောက်တစ်မျိုးဘယ်လိုပြောလို့ရသေးလဲဆိုရင် there is no time clash အချိန်မတိုက်ဘူးဒီ CLASH clash က now အနေနဲ့သုံးလို့ရတယ်နော်အဲ there is no time clash between my job and the class အလုံးနဲ့အတန်းနဲ့အချိန်မတိုက်ဘူး ဲဒီလိုမျိုးလည်းပြောလို့ရတယ်အဲနောက်လိုမျိုးဘယ်လိုပြောလို့ရလဲဆိုရင် my work hours working hours work hours တဲ့လိုပြောလို့ရတယ် my work hours in class times အချိန်ဟလာအလုံးလုံးတဲ့အချိန်နဲ့ဒီစတင်ချိန်တွေက are separate တခုဟလာတစ်ချိန်စီပေါ့မတိုက်ဘူးပေါ့အတိတ်ပဲရတော့တစ်ချိန်တက်လာတစ်ချိန်စီ separate ဆိုတော့ချထားတဲ့သဘောအဲကြတော့ဟလာအလုံးလုံးတဲ့အချိန်ကမနေ့ပိုင်းဆိုရင် class times ကညနေပိုင်းအဲ့လိုမျိုးပေါ့နော် separate ဖြစ်နေရပါတော့ အဲ့လိုပြောလဲရတယ် my work hours in class time class times are separate s e p a r t separate နောက်တစ်ခုဘယ်လိုပြောလဲရဆို the timing of the class အတန်းချိန်နဲ့အတန်းချိန်က is perfect with my work အတန်းချိန်ကငါအလုံးနဲ့ okay တယ်အဆင်ပြေတယ်အတိတ်ပဲကမတိုက်ဘူးပေါ့အဲကိုကအတန်းချိန်ကညနေခင်းဆိုရင်အလုပ်ချိန်မနေခင်းအဲ့လိုမျိုးပေါ့နော်မတိုက်ဘူး okay the perfect period the timing of the class is perfect with my work not who i don't need to skip work a low a low low no skip work they be a a low piada of you no low skip works a low piada no a low piada i don't need to skip works and low piada to go to the class အတန်းသွားဖို့အလုပ်ပြက်စရာမလိုဘူးပြောချင်တာအတန်းနဲ့အတန်းချိန်နဲ့အလုပ်ချိန်နဲ့ကမတိုက်ဘူးပေါ့အဲအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးပြောလို့ရတယ်အဲဒါမျိုးလေးအမျိုးမျိုးပြောလို့ရတယ်ဆိုတော့သိစေချင်လို့ပေါ့နော်အဓိကကိုကဟိုဟာထားပါတော့ဒီဒီတလုံးဒီဒီလိုမျိုးပြောလိုက်တယ်တခြားကိုကထားပါတော့ဒီ overlap ဆိုတဲ့စကားလုံးယုတ်တည်းရဲ့မစင်စားမိဘူးဆိုရင်ဒီလိုမျိုးတွယ်ဝိုက်ပြီးပြောလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုသိစေချင်တာပေါ့နော်အဲနားလည်မှုချင်ပါတယ် review လေးအကျိုးရှိတဲ့ခေါက်မှာ yes လို့မှတ်ခဲ့ပြီပါနော်ဒီနေ့လောက်ပဲ thanks for watching bye bye